ားလုံးမင်္ဂလာပါဖန်တီရှင်ဒီစီယူကျူးရှင်တွေကပြန်လေးကြိုဆိုလိုက်ပါတယ်ဒီဗီဒီယိုကတော့သင်လို့ရှင်တဲ့အရာဟုသမားကို တရားရှိကနန်းဖြင့် manifest ပြုလုပ်ပါဆိုတဲ့ခေါင်းစဉ်လေးနဲ့ပြောပြပေးသွားမှာဖြစ်ပါတယ်တချို့သောဘာသာရေးအယူအဆတွေမှာတရားရှိကနန်းကို အသုံးပြုကြတာတွေရှိတယ်တရားရှိကနန်းကိုအသုံးပြုပြီးရင်ပဋိစိတ်တာတွေဂါထာရွတ်တာတွေစသဖြင့်ပေါ့နော်အဲ့ဒီလိုပြုလုပ်ကြတာလေးတွေရှိကြပါတယ် ဒါကဘာဖြစ်လို့လဲဆိုရင်တရားရှိကနေရထူရှားတဲ့ပါဝါကြောင့်ပဲဖြစ်တယ်တရားရှိကနေဆိုတာ universal law တွေနဲ့ဆက်ဆဲနေတဲ့ကနေတစ်ခုဖြစ်တယ်။ဆက်ဆဲတယ်ဆိုတာတော့အပေါ်ရင်ဆက်ဆက်တာမဟုတ်ပါဘူး။တကယ့်ကိုလီလီနေနေဆက်ဆက်တာဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဒီတရားရှိကနေဟာ manifestation ပြုလုပ်ဖို့လွယ်တဲ့အရာတွေကိုဖန်တီးနိုင်ဖို့အတွက်အဓိကအရေးပါတဲ့ကနေတစ်ခုဖြစ်ပါတယ်။ ဒီ universe မှာရှိနေတဲ့အရာအလုံးဟာ energy ပဲဖြစ်တယ်အဲ့ဒီတော့ဒီကနင်းတွေမှာလေ energy ရှိတယ်အဲ့ဒီကနင်းတွေထိမှမှာအဲ့ဒီတရရှိကနင်းဟာတကယ်ကို အလွန်အစွန်းထက်တဲ့ကနင်းတစ်ခုဖြစ်တယ်။ဘာအတွက်အစွန်းထက်တာလဲဆိုရင်ဖန်တီးမှုလုပ်ငန်းစဉ်အတွက်အစွန်းထက်တဲ့ကနင်းဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ကိုလိုရှင်တဲ့အရာကိုဖန်တီးမေးကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်မေးဆိုရင်တရားရှိကနင်းကိုအသုံးပြုပြီးရင် manifest ပြုလုပ်နိုင်ပါတယ်တရားရှိကနင်းကိုအသုံးပြုပြီးရင်စိတ်ခင်စားချက်တွေပြုလုပ်မေး visualization တွေပြုလုပ်မေး affirmation တွေရွက်မေးစဉ်းစားမှုတွေပြုလုပ်မေးဂါထာတွေရဲ့မေးတရားထိုင်မေးစသဖြင့်ပေါ့နော်တရားရှိချိန်ပြုလုပ်ခြင်းအပြင် manifestation လုပ်ငန်းစဉ်တွေကိုအချိန်အဟုန်မြင့်မားစေပါတယ် ကျွန်တော်အနေနဲ့ကိုလိုရှင်ရဲ့အရာကိုဖန်တီးတဲ့အခါပဲဖြစ်ဖြစ် manifest ပြုလုပ်တဲ့အခါပဲဖြစ်ဖြစ်တရားရှိချင်ပြုလုပ်ရှင်အဖြစ်တရားနဲ့ချစ်ဆက်တကယ်ကို powerful ဖြစ်အောင်သာမကသဲပေါင်းမြောင်များစွာ powerful ဖြစ်နိုင်တယ်လို့ပြောကြပါတယ်။အဲဒါကြောင့်တရားရှိကနေကို manifestation အတွက်ထူးခြားတဲ့ကနေတစ်ခုအဖြစ်အသုံးပြုလို့ရပါတယ်။ တချို့တလေတွေကြားပြင်ရင်လေကိုယ့်ရဲ့မကောင်းတဲ့ energy တွေကိုဖျက်ဆီးဖို့လိုအပ်တဲ့အခါတရရှိကနင်းကိုအသုံးပြုလို့ရတယ်လို့ပြောပါတယ်။ဒီတော့ကိုယ့်ရဲ့မကောင်းတဲ့ energy တွေကိုသိသိပြီးရင်ဘဝအသစ်စနိုင်ဖို့အတွက်တရရှိကနင်းကို အသုံးပြုနိုင်ပါတယ်။ကျွန်တော်တို့အနေနဲ့ကိုလိုရှင်တဲ့အရာတစ်ခုကို manifest ပြုလုပ်တဲ့အခါ ကိုယ့်ရဲ့ vibration ပေါ့နော်ကိုယ့်ရဲ့စိတ်အတွင်းကထုတ်လွှဲနေတဲ့ vibration နဲ့အဲ့ဒီလိုရှင်တဲ့အရာနဲ့ energy ကိုင်ညီသွားပြီဆိုရင် manifest ဖြစ်စေပါတယ်အဲ့ဒီလို energy ကိုင်ညီစေဖို့တရားရှိကနင်းကိုအသုံးပြုနိုင်ပါတယ် ဒီတော့တရားရှိခင်းကိုဘလို့အသုံးပြုမလဲဆိုရင်တရားရှိချိန်ပြုလို့ရှင်အပြင်အသုံးပြုတာပဲဖြစ်တယ်။ကိုလိုရှင်တဲ့အရာဘေးအရာအတွက်မဆိုအဲ့ဒီတရားရှိခင်းကိုအသုံးပြုလို့ရပါတယ်။အဲ့ဒီတရားရှိခင်းကိုအသုံးပြုရှင်အပြင်ကျွန်ုပ်တို့ရဲ့ဒီ vibration နဲ့ energy တွေဟာလိုရှင်တဲ့အရာနဲ့ energy ကိတ်ညီစေတယ်ဒီပိုင်း energy တွေနဲ့ကိတ်ညီစေတယ်အဲ့ဒါကြောင့်ကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်တဲ့အခါဖန်တီးတဲ့အခါမှာအချိန်အဟုန်များများစွာ မြင့်တင်စေနိုင်ပါတယ်။ ဒီလိုဆိုရင်မိတ်ဆွေတို့အနေနဲ့တရားရှိခင်းကိုအသုံးပြုပြီးရင် manifest ပြုလုပ်ဖို့ဆိုရင်ဘေးအရာအတွက်မဆို manifest ပြုလုပ်နိုင်တယ်ကိုယ့်ရဲ့ relationship အတွက်ကိုယ့်ရဲ့အချစ်ရည်အတွက်ကိုယ့်ရဲ့အောင်မြင်မှုငွေကြေးစသဖြင့်ဘေးအရာအတွက်မဆို တရားရှိခင်းကိုအသုံးပြုပြီးရင် manifest ပြုလုပ်ပါပြီးတော့ဘေး manifestation နည်းနည်းနဲ့မဆိုတရားရှိခင်းကိုပူတွဲအသုံးပြုနိုင်ပါတယ်ဥပမာစာရေးရှာတဲ့ needs နဲ့တရားရှိခင်းကိုအသုံးပြုမယ်တရားရှိချိန်စာရေးရှာခြင်းဖြင့် အဲ့ဒီကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်နိုင်တယ်ဒါအပြင် affirmation တွေရွေးဆိုပြီးဆိုရင်လေတရားရှိကြရင် affirmation တွေရွေးဆိုခြင်းအပြင် manifest ပြုလုပ်လို့ရပါတယ်ဒါလေး manifestation နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်ဒီလိုဆိုရင်မိတ်ဆွေတို့အနေနဲ့တရားရှိကနင်းကိုအသုံးပြုပြီးလွေကူစွာ manifest ဖြစ်နိုင်ဖို့ဥပမာလေးတစ်ခုကိုပြောပြပေးပါမယ်။အဲဒီဥပမာလေးကတော့21ရက်တာ manifestation နည်းနဲ့ဖြစ်ပါတယ်။ ီတော့တရားရှိခင်းကိုအသုံးပြုပြီး21ရက် manifest ပြုလုပ်မှဖြစ်တယ်။အဲ့ဒီတော့မိတ်ဆွေလို့ရှင်တာဗာလေးအချစ်ရေးလားအိမ်ထောင်ရေးလားငွေကြေးလားစီးပွားရေးလားအောင်မြင်မှုလားစသဖြင့်တစုံတစ်ခုတော့တက်မှတ်ရပါလိမ့်မယ်။လိုရှင်တာတစ်ခုတည်းကိုပဲအာယုံပြုပါဟိုဟာကိုလေးလိုရှင်တယ်ဒီဟာကိုလေးလိုရှင်တယ်လိုရှင်တာလေးငါးခုကတော့မရပါဘူးကိုလိုရှင်တဲ့အရာကိုတိတိကျကျသိပြီဆိုရင် visualization ဆိုတဲ့စိတ်ကူးရင်ပုံဖော်မြင်အောင်မှုကိုပြုလုပ်ကြပါမယ် ဒီတော့မိတ်ဆွေလို့ရှင်တာကအသစ်တစည်းဖြစ်တည်ဆိုပါစို့အဲ့ဒီကအသစ်ကသူ့မှာအယောင်ရှိမေအနီလာအမေလာအဖြူလာအညိုလာစသဖြင့်ပေါ့နော်ပြီးတော့ကအမျိုးအစားကရဲ့ပုံစံဒီဇိုင်းအဲ့ဒါလေးတွေကိုတိတိကျကျသိမှတ်လိုက်ပါမိတ်ဆွေလိုရှင်တဲ့ကားပုံစံတစ်ခုကိုပုံတပုံပြုတ်လုပ်လိုက်ပါမိတ်ဆွေလိုရှင်တဲ့ကားရဲ့ပုံကိုစာရွက်လေးတစ်ရွက်နဲ့ print ထုတ်လိုက်ပါ ဒါမှမဟုတ်မိတ်ဆွေဟာချစ်သူတယောက်လိုရှင်တယ်ဆိုရင်လေကိုလိုရှင်တဲ့ချစ်သူဘသူဘေးဝါဆိုတာတော့ရှိမှာပေါ့နော်အဲ့ဒီလူရဲ့ပုံကိုစာရွက်လေးတစ်ရွက်နဲ့ print ထုတ်လိုက်ပါဒီလိုပုံစံမျိုးကိုလိုရှင်တဲ့အရာဘာဘေးဖြစ်ဖြစ်စာရွက်တွေ့ရနဲ့ print ထုတ်ချလိုက်ပါအိမ်ဘေးဖြစ်ဖြစ်ပေါ့နော်အိမ်ဆိုရင်လေအိမ်ပုံစံပေါ့အောင်မြင်မှုဆိုရင်လေဘလို့အောင်မြင်မှုမျိုးလေးဘလို့ certificate မျိုးလေးစသည်ဖြင့်ကိုလိုရှင်တဲ့ပုံစံမျိုးလေးတွေတစ်ခုကို print ထုတ်လိုက်ပါ အဲ့ဒီမိတ်ဆွေလိုရှင်တဲ့အရာနဲ့ပတ်သက်လို့ print ထုတ်ထားတဲ့စာရွက်ကို visualization မပြုတ်လုံးမီပေါ့နော်တေတေချာချာစူးစူးစိတ်စိတ်ကြည့်လိုက်ပါအခုကားလိုရှင်နေဆိုရင်အဲ့ဒီကားကိုတေတေချာချာစူးစူးစိတ်စိတ်ကြည့်ပါကိုယ့်ရဲ့စိတ်မျက်စိထဲမှာစွင်းနေအောင်ကြည့်လိုက်ပါတကယ်တော့ချစ်သူလို့ရှင်နေဆိုရင်လေကိုလိုရှင်တဲ့ချစ်သူပုံစံမျိုးကိုကိုယ့်ရဲ့စိတ်မျက်စိထဲမှာစွေးနေအောင်ကြည်ပေးပါ။ပြီးရင် visualization ပြုလုပ်လို့ရပါပြီ။ ဒီလို visualization ပြုလုပ်တဲ့အခါမှာတခါပြုလုပ်ရင်108ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ဒါကြောင့်108ပတိနဲ့ visualization ပြုလုပ်လို့ရပါတယ်။အဲ့ဒီတော့မိတ်ဆွေဟာကားလိုချင်နေဆိုရင်ကိုယ်မှာကားကို ကိုယ့်ရဲ့စိတ်မျက်စိထဲမှာဆွေးနေအောင်ကြည်ပြီးပြီကြည်ပြီးတဲ့အခါမှာ visualization ပြုလုပ်တဲ့အခါမှာအဲ့ဒီကားကိုစီးပြီးပျော်ရွှင်နေပြီဆိုတာလေးကိုခံစားပါအဲ့ဒီကားကိုပိန်ဆိုင်နေပြီမို့လို့မိတ်ဆွေအကားစီးပြီးပျော်ရွှင်နေပြီပေါ့နော်အဲ့ဒီလိုခံစားချက်တစ်ခုပြုလုပ်လိုက်ပါအဲ့ဒီလိုခံစားလိုက်တဲ့ကိုပတိတလုံးချပြီးပြုလုပ်ပါဒီလိုနဲ့ visualization ပြုလုပ်မယ်အဲ့ဒီ visualization ပြုလုပ်တဲ့အခါမှာစိတ်ခင်စားချက်တွေကို ပေါင်စဲထည့်ပေးမယ် ခါတိုင်းဆိုရင်ဒေးစီက manifestation ပြုလုပ်တဲ့အခါမှာစိတ်ကူးရင်ပုံဖုံမှုဘလို့ပြုလုပ်ရမေးအဲ့ဒီထိမှကိုယ့်ရဲ့ feeling ကိုဘလို့ပေါင်းစပ်ရမေးဆိုတာတွေအမြဲတမ်းပြောပြထားတာရှိတယ်။အခုလေအဲ့ဒီလိုပဲစိတ်ကူးရင်ပုံဖော်မြင်ရောင်မှုပြုလုပ်မေးအဲ့ဒီပုံဖော်တဲ့အချိန်မှာကိုယ့်ရဲ့စိတ်ခင်စားချက်ပေါ့နော်အဲ့ဒီအရာအဲ့ဒီပစ္စည်းအဲ့ဒီအောင်မြင်မှုတွေကိုရပြီဆိုရင်ကိုယ့်ရဲ့ခင်စားချက်ဘလို့ဖြစ်မလဲအဲ့ဒီခင်စားချက်ကိုပါပေါင်းစပ်ထိပေးဖို့လိုအပ်ပါတယ်။ အခုလေဥပမာအဖြစ်ချစ်သူတယောက်လို့ရှိရင်ကိုလိုရှင်တဲ့ချစ်သူကမောင်နီဆိုပါစို့အဲ့တော့မောင်နီရဲ့မျက်နှာကိုတည်တည်ရှာရှာစူးစူးစိတ်စိတ်ကြည့်မင်းကြည့်ပြီးမှ visualization ပြုလုပ်မင်း visualization ပြုလုပ်တဲ့အခါမောင်နီကကိုကိုအရင်ချစ်နေတဲ့ပုံလေးတွေကို visualization ပြုလုပ်မင်းအဲ့ဒီအချိန်မှာမောင်နီရဲ့အချစ်ကိုရပြီဖြစ်တော့မိတ်ဆွေအရင်ပျော်ရွှင်နေတဲ့ပုံစံလေးတွေမိတ်ဆွေအရင်ပျော်ရွှင်နေပြီဆိုတဲ့စိတ်ခင်စားချက်လေးတွေကိုခင်စားပေးမင်း အဲ့ဒီတော့တရားရှိကျင်ဘေရှော်လိုက်ဇေးရှင်းပြုလုပ်ပြီးတရားရှိကျင်စိတ်ခင်စားရှင်းလေးတွေကိုပေါင်းထည့်ပေးရမှာဖြစ်တယ်။ဒါကတရားရှိကျင်ပြုလုပ်ရတဲ့အလုပ်ဖြစ်တာမို့လို့မြင်ကွင်းတွေကိုအများကြီးပေါင်းထည့်နေစရာမလိုဘူး။မိတ်ဆွေမြင်ရှင်တဲ့မြင်ကွင်းတစ်ခုတည်းကိုသာပေါင်းထည့်လိုက်။အဲ့ဒီတော့ဘေရှော်လိုက်ဇေးရှင်းတစ်ကျင်ပြုလုပ်ရင်၄စက္ကန့်၅စက္ကန့်လောက်ဆိုရင်လုံလောက်ပါပြီ။ ဒါပေမဲ့အရေးကြီးတာက visualization တစ်ချိန်ပြုလုပ်တဲ့ကို စိတ်ခင်စားချက်တစ်ချိန်တော့ပါဖို့လိုအပ်ပါတယ်။အဲ့ဒီလိုပုံစံမျိုးနဲ့တရား၈ချိန်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဒါကတရား၈ကနင်းကိုအသုံးပြုပြီးကိုလိုရှင်တဲ့အရာကို manifest ပြုလုပ်တဲ့လုပ်ငန်းစဉ်ပဲဖြစ်ပါတယ်။ ဒီနေရာမှာမြင်ကွင်းတွေအများကြီးမထစ်ပါနဲ့ဆိုတာကအဲ့ဒီမြင်ကွင်းတွေအရှိကြီးထင်းနေကြတော့မလိုဘူးဒါပေမဲ့ကိုယ်စိတ်ထင်းမှာမြင်ကွင်းတစ်ခုနဲ့တစ်ခုပေါ့နော်တစ်ကြိမ်နဲ့တစ်ကြိမ်မတူဘဲနဲ့သူ့ဘာသာသူအလိုလျောက်ဖြစ်သွားနေဆိုရင်လည်းအဆင်ပြေပါတယ်မြင်ကွင်းတစ်ခုနဲ့တစ်ခုမတူတော့ငါလောက်တာဖြစ်ပါမလားဆိုပြီးတော့စိုးရိမ်ပူပယ်နေကြမလိုပါဘူး ဒီလိုဘေချိုလိုက်ဇေးရှင်းတရား၈ကြိမ်ပြုလုပ်တာကိုနေ့စဉ်နေ့တိုင်း21ရက်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ဘေးအချိန်ပြုလုပ်ပေးရမလဲဆိုရင်ညအိတ်ခါနီးအချိန်ပြုလုပ်ပေးပါ။ဒီနေရာမှာအရေးကြီးတာတခုတော့ပြောပြချင်ပါသေးတယ်။အဲ့ဒါကဘာလဲဆိုရင်ကိုလိုချင်တဲ့အရာကိုညနေဖက်အချိန်မှာ manifest ပြုလုပ်တယ်။အိခါနီးအချိန်မှာ manifest ပြုလုပ်တာပေါ့နော်။ဒါပေမဲ့အိဟာထားပြင်တခြားအချိန်တွေမှာကြာတော့ကိုလိုချင်တဲ့အရာနဲ့ဗျောင်းပြန်အရှိအနေတွေကိုမစိမ်းသာပါနဲ့။ ကိုယ်အနေနဲ့ manifest ပြုလုပ်မယ့်အချိန်မှာပြုလုပ်တယ်ပြီးရင်ကျန်တဲ့အချိန်မှာအဲ့ဒီ manifestation ကိုလွှတ်ချထားလိုက်ပါခေါင်းထင်းမှလေးတွေးမနေပါနဲ့အထူးသဖြင့်ချစ်သူဟောင်းကိုပြန်ပြီးရင် manifest ပြုလုပ်တဲ့လူတွေကအဲ့ဒီ manifestation ပြုလုပ်တဲ့အချိန်မှာတော့ချစ်သူဟောင်းနဲ့အဆင်ပြေနေပြီးစသဖြင့်ပေါ်တော့အဲ့ဒီလိုအတွေးတွေပြုလုပ်တယ်ခံစားချက်တွေပြုလုပ်တယ်ဒါပေမဲ့တခြားအချိန်မှာကြတော့အဲ့ဒီချစ်သူဟောင်းကကိုယ်ကိုမချစ်တာကိုယ်အပေါ်ရက်စက်တာဒါလေးတွေတွေးနေတဲ့ဒီဒါက manifestation ကိုသိစေတတ်ပါတယ် အဲ့ဒါကြောင့် manifestation ပြုလုပ်တဲ့အခါမှာကိုယ့်အနေနဲ့အချိန်တစ်ခုသင်မဲ့ထားမယ်အဲ့ဒီအချိန်မှာပြုလုပ်တယ်ကျန်တဲ့အချိန်မှာအဲ့ဒီ manifestation ကိုလွှတ်ရှားထားတဲ့ဖို့လိုအပ်ပါတယ်ဒီတော့အခုပြောခဲ့တဲ့အတိုင်းတရားရှိကနင်းကိုအသုံးပြုပြီးရင်ဘေးအရာကိုမစိုး manifest ပြုလုပ်နိုင်တယ်ပြီးရင်အဲ့ဒီတရားရှိကနင်းကိုအသုံးပြုပြီးရင်ဘေးနီးနေနဲ့မစိုးပေါင်းစဲပြီးရင် manifest ပြုလုပ်နိုင်ပါတယ် အခုဒီဗီဒီယိုမှာပြောပြခဲ့တဲ့21ရက်တာ manifestation နီးလင်းကိုအသုံးပြုပြီးရင်မိတ်ဆွေတို့အနေနဲ့လိုရှိတဲ့အရာဘေးအရာကိုမဆိုလွေကူစွာ manifest ဖြစ်စေနိုင်ပါလိမ့်မယ်လို့ပြောဆိုရင်ဒီဗီဒီယိုကိုနှင်ကုန်းချုပ်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိနားထောင်ပေးကြတဲ့မိတ်ဆွေတွေအားလုံးကိုကျေးဇူးအထူးတင်ပါတယ်